ဘုဒ္ဓမေနာထောဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓဖျားရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဖျားရှင်ဟာကိုးကွယ်စိကပ်ပါ၏ဓမ္မောမေနာထောဓမ္မံတရဏံကိစ္ဆာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုးကွယ်စိကပ်ပါ၏တန်ခေါမေနာထောတန်ခံတရဏံကိစ္ဆာမိတန်ဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုးကွယ်စိကပ်ပါ၏ မဟာဗိညာပတ္တဣတရေယထေရီအဝဇံတစ်ချက်တည်းဖြင့်ကဘာတသိန်းအလွန်ရှိသောကာသင်ခြေတိုင်အောင် အောင်းမိန်နိုင်သောကြောင့်မဟာဗိညာပတ္တဣတရေရတော်မူသောထေရီကဗဒကင်စနာခောဗဒကိစနာယတော်ရာထေရီမြတ်လာအရှင်မပါသည်ထိုအရှင်မ၏အကြောင်းမှာဤသို့ဖြစ်၏ရှင်တော်မြတ်ဖျားသည်ယသိဤကောင်းရင်၌ရက်လျေ ရာရဲစကားမွက်ကြားတော်မူ၏ယသိမြစွာသူမေတာဤသူမိတ်တာဟုတင်ညာပြန့်မွေမိန်ကလေးသည်တင်းဤအကျုံးကတူမြသောစေတူမြသောကုအမှုတူမြသောပါရမီစာကေအမှုကိုပြုပေလက်တံဂေါရမမြတ်စွာဘုရားဖြစ်လက်တံသောတင်သူမေတာဤဆုံးမဟောကြား၄ပါးတစ္ဆာရှင်းပြမဲ့ခင်ဘုဆင်9ရက်တရားမြတ်တော်၌ချက်ချက်မသွေမကွေမကွာလိုက်ပါတူဆန်အမွေခံဖြစ်၍ ကိုစိတ်နှပြချမ်းသာအေးများစွာ နေရလက်တန့်သူမိတာရဲ့သေးသည်အဘိညာတကိုးဖြင့်လမ်းကိုတမှုဟုတ်ချေကောင်းမွန်အောင်ပြုပြင်နိုင်သောကြောင့်လမ်းဆိုးကုန်ငါတို့ပေးခဲ့ရာတာမန်ပဂတိခွန်အားဖြင့်ပြုပြင်သောကြောင့်မပြီးပါတကားမပြီးစည်းုံမက ကိုကိုတရားခင်းပေးနေပါတကားဟုလူအများတအံ့တော်ဖြစ်နေကြ၏ပစ္စည်းဥစ္စာယေသနာတိမ့်ထုတ်ဗန္နာချုပ်ကိုအပတ်တကုတ်ဆောက်ရှောက်တကယ်တော့ ဤသူမိတ်သားသည်လည်းပါရမီကုသိုလ်တို့ကိုအစဉ်ဆောက်ရှောက်လက်တန့်ဖျားဖြစ်ရတတ်သောတင်သူမိတ်တော်အားချစ်ခင်ကြည်သာကျင်နာထောက်သာတနာညာတခြင်းရှိသည့်ဖြစ်၍သုံးမဆယ်လီ ပါရမီတို့ကိုကုညီ၍ဖြစ်လက်တန့်ဒေဝင်္ဂရာမြတ်စွာဘုရားသည်ရာထဲစကားဆက်လက်မွက်ကြားတော်မူပြီးနောက်တန်ဃာတော်အပေါင်းချန်ရလျက်ကြွသွားတော်မူလေ၏ပုံနေမကလေးသူမိတ်သားသည်ဤဘဝမှာဆုတည်ခဲ့ပြီးနောက် အလောင်းတော်သူမေတာယသိနေဘဝများစွာတွင် အတူတကွာကျင်လည်ခဲ့ရ၏လေးသိင့်ချေကျော်လွန်ပြီးနောက်လွန်ခဲ့သောကဘာတသိန်းချက်၌ဘုရုမရရမြတ်စွာဘုရားပွင့်တော်မူလာသည့်အခါသူမေတာသည်ဟန်တာဝရီပြည်၌အမျိုးကောင်းသမီးဖြစ်လာ၏အမျိုးကောင်းသမီးသည်မြတ်စွာဘုရား၏ကျောင်းတော်သို့သွားကာတရားတော်ကိုနာယူလေးရှိသည်တနေ့တော်အခါတွင်ဘုရုမရရမြတ်စွာဘုရားသည်တရားသဖြင့်၌မိမယဟန်တပါးအား ဣတရေထားတော်မူ၏ထိုအရှင်မအချင်းမြေခံရသောဣတရေမှာအဘိညာစွမ်းအားချိန်မှသောအရာဌာန၌ဖြစ်ပေ၏ဣဒီကိုမြင်ရကြားရသောထိုအမျိုးကောင်းတမိမှာအားကြသောစိတ်ဖြစ်ပေါ်လာသည်တို့အတွက်ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ပြီးမြတ်စွာဘုရားထံတော်၌စုပန်ဆင်ခဲ့သည်ဘုရုမုဒ္ဒရာမြတ်စွာဘုရားကလည်းဂေါရမမြတ်စွာဘုရား၏သာသနာတော်၌ထိုစုပြည့်လက်တန်းဟူ၍ ဤရတပြားတဲ့ခတ်နှိပ်ပေးတော်မူခဲ့ဤအမျိုးကောင်းသမီးစီထုတ်ဘွားမှဆုတေခဲ့ပြီးလေကဘာသသိန်းကာလပတ်လုံးလူပြည်နတ်ရတွန်း၌ကျင်လည်ခဲ့ပြီးနောက်ဒေဝရဟမျိုးရှိဒေဝရဟပြည့်ရှင်သုဘဗုဒ္ဓမင်းဤမိဖုရားအမိတဤဝန်တွင်စွဲနေလာဤပွားမြင့်သောအချိန်မှာကပိလဝော့ပြည့်ရှင်သုရောဒနာမင်းဤသားတော်သေရထမင်းသားနှင့်တပြိုင်နက်တည်းတစ်ချိန်နေဖြစ်သည် ွားမြင့်လာသောထိုသူတို့သမီး၏အသားအရည်သည်စပူရိရွှေစင်အစင်းကဲ့သို့ဝင်းလဲတောက်ပနေသောကြောင့်ဗဒ္ဒကိစ္စနာမင်းသမီးဟု အမည်မဲ့ခေါ်သည်ဗဒ္ဒကိစ္စနာအမည်မှာ နောင်မရွေလျောပြောင်းလဲသွားသောအမည်ဖြစ်ပေသည် ထိုဗဒ္ဒကိစ္စနာမင်းသမီးအားရတော်ရာဟူ၍လဲခေါ်ကြသည်ဤတတုရွယ်သူများချောမောလာပသောရန်ရွှေတော်ပုံမြွားခြင်းနှင့်ကောင်းတဲ့ရင်အဖြာဖြာတို့ပြန့်နှံ့ကြော်စောခြင်းတို့ကြောင့်ဖြစ်သည် ထိုဗဒ္ဒကိစ္စနာရတော်ရရာသည်၁၆နှစ်အရွယ်တွင် ကပိလဝတ္ထုမြို့၌မဟာမင်းဆွေစိုးမျိုးတို့ခြံရံလျေသရထမင်းသားနှင့်ထိန်းများမင်္ဂလာဆောင်နေသည်ရွေမိုးဆောင်ရသည့်အလိုက်ယမ္မသူဘသူရမနန်းပြတ်သသုံးဆောင်၌ပျော်ရွှင် ချမ်းမြေ့စွာပြောင်းလဲဆန်းစားခဲ့သည်တို့ရတွင်ရတော်ရာဒေဝီဤပျော်ရွှင်မှုမှာ၁၃နှစ်သာကြာရှည်ခဲ့ပါသည် အသက်29နှစ်အရွယ်တွင်သားတော်ကလေးရာဟုလာကိုဖွားမြင်ခဲ့သည်ထိုသားတော်ကလေးကိုဖွားမြင်သောနေ့၎င်းရန်မှာပင်သေရခမင်းသားသည်ကြီးကျယ်သောရွှေနန်းစည်းစိမ်ကိုစွန့်လွှတ်လျက်တောထွက်ကယဟန်ပြုတ်သွားသောကြောင့်ဖြစ်သည်ဒေဝရဟပြည်ရှိကမဲတော်မဲတော်တို့ကပြန်လာရန်ခေါ်တော်ညာရတောတာသည်မိဘရထံသို့မပြန်ပါမိမိမြတ်တော်သောလင်သားနှင့်အချောင်းဆောင်ခဲ့ရာကပိလဝတ္ထုရွှေနန်းတော်တွင်သာ တာတော့ကလေးကိုပြုစုရင်ဆက်လက်နေထိုင်ကြီးတောထွက်ပြီးရဟန်းပြုသွားတဲ့တရထမင်းသားဟာဖန်ရီစွန်းနဲ့တင်ကန်းကိုသာတုံးဆောင်တဲ့ရတော်ရာလဲထိုတရင်ကိုကြားချိန်မှာစပြီးဖြူနီကြောင်ကြာလာပသောအဝတ်များကိုပယ်သည်ဖန်ရီဆိုးသောအဝတ်ကိုသာဝှစ်စင်သည်တရထရဟန်းတော်ဟာညစာမစားဘူးတဲ့ထိုတရင်ကိုကြားတော်ရတော်ရာသည်လဲနေလွဲညစာမစားတော့ကြီးဤသို့ဖြင့်ရတော်ရာဒေဝီသည် သူမြတ်နိုးသောသိဒ္ဓထယဟန်နှင့်ထတ်တူဖြစ်အောင်တုပကျင့်ဆောင်ခဲ့ရာဂရင်ညောင်ဆောင်တွင်မအိပ်ဆက်သူပမ္မပန်နန္တာမလိန်သူဖြစ်လာခဲ့လေ၏ဤသို့ဖြင့်နေလာခဲ့ရာသာတော်ကလေးရာဟုလာမှာတနေ့ထက်တနေ့ကြည်ပြင်းလာပြီးထိုကလေးခုနှစ်သားအရွယ်တွင်ကသိဒ္ဓထယဟန်သည်လောကသုံးပါး၌အတုမရှိသောမြတ်စွာဘုရားအဖြစ်ဖြင့်ကပိလဝရွှေနန်းတော်သို့တန်ဃာတော်များချမ်းရလျက်ကြွားရောက်တော်မူလာသည် ရွှေတော်မျိုးတော်တာကင်ဝင်မင်းအပေါင်းတို့ကမြတ်စွာဘုရားအတောင်းတောင်းဖြားဖြားကြိုးစိုးပူးမြော်ကြညာမြတ်တော်တရာဒေဝီကဆံရတိုက်ခမ်းမှထွက်မလာခဲ့ပါနောက်တနေ့တွင်တန်ဃာတော်ပေါင်းချမ်းရလျက်ရှင်တော်မြတ်ဖျားသည် အင်းစင်လေ၍ဆုံးခန့်တော်မူစေခမဲတော်မင်းကြီးကလိုက်လံတားမြစ်ကနန်းတော်ထက်သို့ ပြင့်ဆောင်လာသည် သခင်မဘုရားအရှင်မြတ်ကိုသွားပြီးမဖူးမြော်ဘူးလားရံရွေတော်များကတရင်ပညာရတော်ရာသည် သူဤတိုက်ခန်းမှာမထွက်ပါမောင်တော်ဖျားမှာငါကျေးဇူးတွေရှိတယ်ဒါတွေကိုအသိအမှတ်ပြုရင်ငါစီကိုမောင်တော်မြတ်ကြွလာတော်မူလိမ့်မယ်ရတော်ရာသည် ကိုတော်မြတ်အတွက်ရွှေတလုံးပေါ်တွင် ကောင်းမြတ်သောအဝတ်တွေခင်လာသည် ထွက်၍ကမဖူးကြီးသို့တော်ရှင်တော်မြတ်ဖျားသည်ရတော်ရာဒေဝီမြို့လင်းသည့်အတိုင်းကြွလာတော်မူသည်လက်ရတော်ယံလက်ဝဲတော်ယံအခါတော်ကနှစ်ပါးသာ အချံယံပါသည် ခမဲတော်ဘုရားလည်းနောက်တော့ပါကတပိတ်ပိုက်လေးရဲ့ပါလာသည်မိဘရားသည်မြတ်စွာဘုရားဤခြေတော်ရင်၌ဝတ်စင်းရှိခိုး၏ထို့နောက်မျက်ရည်တူတူတွေကြလျက်မြတ်စွာဘုရားဤခြေတော်အစုံကိုကရုံကရင်ဆုပ်ကိုင်ပုတ်တပြီးအထက်ထနန်းဤရတော်ရာမင်းသမီးသည်သူတို့ဘောကြရှိခိုးပူဇော်ပါစေမိသူများမတားမြစ်ကြနည်းဟုရှင်တော်မြတ်ဘုရားကကြိုတင်မှာကြားထားသောကြောင့်ရတော်ရာအားတားမြစ်သူမရှိခြင်း ထို့သောဆောင်ရွက်လိုက်ရသောကြောင့်မိဖုရား၏ရင်တွင်နှစ်ပေါင်းများစွာတောက်လောင်နေခဲ့သောအပူမီးသည်ငြိမ့်၏တို့ရတွင် လောကီလူသားတို့မနစ်မြို့သောအရာများကဆက်ကဆက်ကဖြစ်ပေါ်လာ၏ယင်းတို့မှာနန္ဒမင်းသားနှင့်တားတော်ရာဟုလာတို့သာသနာတွင်သို့ရောက်ရှိသွားကြ၏ခမဲတော်တောတော်သနာမင်းကြီးနတ်ရွာဆန်ခြင်းနှင့်မဟာပဇာပတိဂေါရမိမိဖုရားယဟန်ဝတ်သွားခြင်းတို့ဖြစ်သည်ထိုအခါယသောရာဒေဝီသည် ကပိလဝေါနန်းယိုအတွေ့စိုးရင်စိန်ဝင်လာ၏တို့ကြောင့်အချံရံများစွာဖြင့်ရဇဂျိုပြည်ဝေလူဝေါကျောင်းတော်သို့လာခဲ့၏မြတ်စွာဘုရားရှိတော်သောအရာတွေဤသို့လျှောက်ထား၏ဘုန်းတော်ကြည်လာပါれမြတ်စွာဘုရားကိုတော်ရဲ့အစီပွားကိုကြည်မကျင့်ဆောင်ပါနဲ့ဘုရားဆွေတော်မျိုးတော်တို့ရဲ့အစီပွားကိုလည်းကျင့်တော်မူပါဦးအခုအခါတပည့်တော်မာတို့ရဲ့ကပိလဝေါပြည်ဟာရောင်ကြည်မဲ့တဲ့ကြောင့်အထောက်ခုံးမဲ့တဲ့မိလို့ ထီဆောင်နန်းနေတုံးပြီးတပြည်လုံးချက်သေးမဲ့နေပါပြီဗျာဒါကြောင့်တပည့်တော်မရဲ့တာရာဟုလာကိုသာသနာကထွက်ခွင့်ပြုပြီးထီနန်းကိုဆက်ခံအုပ်စိုးခိုင်းမှသာဆွေတော်ရှစ်တောင်မျိုးတော်အပေါင်းနဲ့ထီသူပြည်သားတို့ရဲ့ကိုးစားမိခိုးရာ ဖြစ်ပါတော့မယ်ဗျာအချင်းဗဒကိစနာငါဘုရားကကိုတော်ဤအစည်းပွားကိုသာကျင့်တော်မမူဆွေတော်မျိုးတော်တို့ဤအကျိုးစည်းပွားကိုသာလည်းကျင့်တော်မမူအလုံးစုံသောဘုံသုံးပါး၌ဖြစ်ကုန်သော လုံနာပြမတတဝအပေါင်းတို့ကိုရင်သွေးရာဟုလာအနေမှာတနာဆုံမဲ့တော်မူသည်ဖြင့်ထိုသူတို့၏အစည်းအဝါကိုသာငါကျင့်တော်မူ၏ရသွားပြသည် ထိုသူမိတ်ကြတော်မူပြီးနောက်ရတောရရာမိဖုရားအားတရားပြသဆုံးမတော်မူသည်အချင်းဘဒ္ဒကိစ္စနာတင်လျှောက်ထားသောအရေးကသားတော်ရာဟုလာ၏ချမ်းသာစည်းဘွားအကြောင်းလည်းမဟုတ်တင်ဤချမ်းသာစည်းဘွားအကြောင်းလည်းမဟုတ်ရွှေတော်ရှစ်တောင်မျိုးတော်ပေါင်းတို့၏ အစီအပွားလည်းမဟုတ်ချေရုံညံ့စွာသောဤလောကီစည်းစိမ်ကို ခံဆန်းသဖြင့်တန္တရာဝဏ္ဏရှေ့ဖို့ရန်နေရာကဲ့သို့တွာလာကျင်လည်ရခြင်းဤအကြောင်းသာလျင်ဖြစ်ချေ၏ဆက်လက်၍ရှင်တော်မြတ်ဖျားသည် လောကီအာယုံကာမဂုဏ်ဤအဖြစ်ကိုဟောကြားတော်မူပြန်သည်မင်းဤချမ်းသာမိသည်ကကာမဂုဏ်ဒီဟုသော ရန်သူ၅ပါးတို့သည်၆ချားတုံလုံးစင်အပ်သည့်ဖြစ်၍ဒေါမနတပရိကအဘိဇာဗျာပါရအစသော သူရဲသူခဲတို့သည်ချင်းမဲထောင်လွားသဖြင့်ပါဏာတိပါဒဆသောဒုစရိုက်တရားတို့သည်ပွားစည်းစီပင်လာကုန်၏ထို့သောပွားစည်းစီပင်သောကြောင့်မျက်မြင်ဘဝ၌နာနာဘဝရှင်ခွဲကွဲခြင်းဝိညာဘဝတေခွဲကွဲခြင်းအညထာဘဝထောက်ပြန်ခြင်းဘယဗေရဝုဘာဒာကြောင့်မဲ့ဖွဲ့ပင်ဤကြုံတွေ့ရခြင်းအလာဘလက်မရခြင်းစသောဒုက္ခတရားတို့သည် များစွာဖြစ်လာကုန်၏။သုတေမြောက်သည် နောက်နောက်သောဘဝတို့၌လည်းအပါယဒုက္ခကိုခံရခြင်း၏အကြောင်းဖြစ်၏။ရှင်တော်မြတ်ဖះကထိုဆင်းရဲတို့၏ကင်းရအရက်ကိုညွန်ပြတော်မူသည်မှာဤသို့ဖြစ်ပေသည်။ထို့ကြောင့်ဤလူပုံ၌ကာမဂုဏ်ဟူသော အမိုက်ကိုဆူဆောင်းပြီးကိလေသာဟူသောမိဘုံမွေသည်ဖြင့်တချွေချွေတပြောင်ပြောင်တောက်လောင်ပြည့်စည်ခြင်းအကျိုးသာလည်းဖြစ်ရသည်မဟုတ်လောတန္တရာကပါရမီဖြည့်ပေဖြစ်သောငါဖျားနှင့်၎င်း တားရာဟုလားမာဆွေတော်မျိုးတော်တို့နဲ့၎င်းစုပေါင်းမကွာခေမာဘူမိတိရိပဝရပြိမနိဗ္ဗာန်သို့ဘေးမြန်စွာလိုက်ရအောင်ဤလူပေါင်းမှာ ခွာတန်း၍ငါဤသာသနာ၌ယဟန်ပြုလေလောဤတို့လည်းရဲ့ဆန်းကျဲစွာသောကာမာဒီနဝနခမနိတန်တာဓမ္မကထာကိုကြားနာရသောဗဒ္ဒကေသနာမိဖုရားသည်၄ပါးသောတစ္ဆာကိုမြင်သည်ဖြင့်မြတ်စွာဘုရားအာညွတ်တော်ပူဇော်ခဲ့ပြီး ရှိတော်မှာထွက်ခွာလာသည်သို့တော်ရွှေနန်းတော်သို့ပြန်ရမဟုဇနဗဒကလျာဏီထေရီအရှင်မကြီး၏ကျောင်းတော်သို့ဖြစ်သည်ဗရကိစ္စနာမိဖုရားသည် အချံယံမောင်းမများနှင့်တူဇနဗဒကလျာဏီထေရီထံတွင်ယဟန်ပြုကြသည်ယဟန်ပြုပြီးချိန်မှာအစပြုပြီးဗရကိစ္စနာထေရီသည် ကမ္မထံဝိပဿနာကိုလွန်စွာအားထုတ်သည်တို့အတွက်မကြာမြင့်မီပင်ပန္တိတံပိတာ၄ပါး အဘိညာဉ်6ပါ၊တမာပတ်7ပါတရားအထူးတို့နဲ့တကွာအရဟတဖို့သူဆ ਾਇ ရောက်တော်မူလေသည်ဗရကေသနာထေရီအရှင်မသည်ပုပ်ဝိနိဝါဒဉာဏ်အရာ၌တပါသောယဟန္တာတို့ထဲလွန်ကဲစွာမြင်နိုင်သည်ငါတို့ဆရာဂေါရမမြတ်စွာဘုရား၏သာသနာတော်၌အသင်ချေသောကကဘာကာလ၌ဖြစ်သောခန္ဓာအစဉ်ကိုသိမြင်နိုင်သူ၄ပါးသာရှိသည် ၎င်းတို့မှာအကတာဝကနှစ်ပါ အရှင်ဘာကုလာနှင့်ဗရကေသနာထေရီတို့ဖြစ်သည် အခြားယဟန္တာများမှာလွန်စွာသော အပိုင်းချာအားဖြင့်ကဘာတသိန်းသာမြင်နိုင်ကြသည်ထိုဗရကေသနာယသောဒရာထေရီအရှင်မကြီးသည်ပတိလောမအားဖြင့်ပြန်၍ရေသောတစ်တင်ချေနှစ်တင်ချေလေးတင်ချေ16တင်ချေသောကာလတို့၌ဖြစ်ဖြစ်သမျှသောဘဝအစုံကိုလည်းတခုသောအဝဇန်းရှိသည့် ဝီကြည်စိတ်အစဉ်ဖြင့်တပြိုင်နက်တည်းမြင်နိုင်တော်မူ၏တို့ဖြစ်သဖြင့်မြတ်စွာဘုရားသည်ဤခြေဒီအရှင်မကြီးအားမဟာဗိညာဣတတဲ့ထားတော်မူခြင်းဖြစ်၏သာသနာတော်၌လွန်စွာထင်ရှားသောအချံအယံဘိက္ခုနီတသိန်းရှိ၍လက်လာပါပေါများလာသောဗရကိစ္စနာယတောရာယဟနာအရှင်မကြီးသည်တတော်89နှစ်တွင်ပရိနိဗ္ဗာန်ဆံဝင်တော်မူသည်ဘုဒ္ဓမေနာတော် ဗုဒ္ဓံတရဏံဂစ္ဆာမိဗုဒ္ဓဖျားရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဖျားရှင်ဟာကိုးကွယ်စိက္ခပါ၏ဓမ္မောမေနာတောဓမ္မံတရဏံဂစ္ဆာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုးကွယ်စိက္ခပါ၏တန်ခေါမေနာတောတန်ကံတရဏံဂစ္ဆာမိတန်ဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုးကွယ်စိက္ခပါ၏